ရာမခင်ခင်ထူးရဲ့မယင်ကန်ဆိုတဲ့ဝတ္ထုကို အပိုင်းကိုအနေနဲ့ဖျက်ပြပြီးမှဖြစ်ပါတယ်ရှင်။ပွဲရက်တွေပြီးသွားသည့်နောက်ပိုင်းမှာတော့မယင်ကန်ပြင်နေခဲ့သည်။အင်ကြီးပေါ်မှာမင်းနေမယင်ကန်သာကျန်တော်သည်။အဝေးရလာကြတော့ဆွေတွေမျိုးတွေဧည့်တွေဆောင်တွေလည်းပြန်ကြပြီ။အဖေကတော့အိမ်မှာကက်တီမရှိ။တနက်စုရပြီးသည့်နောက်ပိုင်းမှာပို့လို့တော်အလုံးများနေခဲ့သည်။ဘောင်းတခင်ကလည်းမကြာခဏလမ်းခေါ်ကအလုပ်တွေဆင်ခိုင်းသည်။ ဆက်နေရွာတကြီးတွေလည်းအင်ကို၂ရက်ချာ၃ရက်ချာဆိုသလိုရောက်လာခဲ့ကြ යි တရက်ပဲမရှိတဲ့ကံမနဲ့၆ပင်ရွာတကြီးအစည်းဝေးလုပ်နေတော့ဆရာညာစိုးတဲ့လူခေါင်းဆောင်တဲ့ဂလုံးတက်တွေကဝင်ခေါက်လို့တော်တော်တိကြတယ်တရက်နဲ့ရင်းနှတာနဲ့ထုံရွာမှလည်းအင်္ဂလိပ်တက်ကိုဝင်တိုက်ကြတဲ့ဧတာကိုဘောင်းတခင်ကဒီဘက်မြင်းချက်နဲ့ကိုကူးဆက်လာမှစိုးနေတယ်ခမရတို့သတိရှိကြပြုခေါ်ပြောရတာအဖေအတန်ကလှဲငစီ၆တော့လှဲဤတန်လို့ဖြစ်နေသည် ဒီစကားတွေကိုမိန်ကံကြားချင်လို့မရပြည်ဝတ်ထီးကံဟင်းသဒကတဲဝင်းဟင်းသဒလေဒီစာဖြူစုရှမ်းနယ်တောင်ပြောက်ရွာတွေမှာအလုံးတက်တွေကအင်္ဂလိပ်တပ်များကို အတင်းဝင်ရောက်တိုက်ခိုက်နေတာကိုလည်းကြားနေရသည်တိမ်ကြခင်မှာပဲဆရာဆန်ကိုတာယာပတိထောင်းတွင်ကြိုပေးတက်လိုက်ကြောင်းကြားရပြန်သည်မိုင်ကန်ကတော့အဖေတို့ဘာတွေပြောနေမှန်းကောက်ကောက်နားမလဲတော့လေအရေးတကြီးကိစ္စတွေဖြစ်ပြနေမှန်းတော့ဒီပိုင်း ငါမြင့်ချိန်ရောက်တာចောင်းဆရာကြီးឧបခင်အိမ်ဝင်ပါတယ်ကွာမြင့်တောင်တစ်ခါမှမတွေ့ဘူးရေနံចောင်းပဲကြောက်ပဲခီးထွက်နေတယ်ကြီးပြော့ကြတယ်ငါပွဲကြတော့စာချက်ပြတ်မှာဆိုလို့မလာနိုင်ဘူးတယ်ចောင်းမှမရှိပဲဘာကိစ္စခီးထွက်နေတာပါလေဆရာကတော့ပြော့တာတော့ရွာပြန်လာအောင်မကြခဲ့တာပဲဘောင်းသခင်ခေါ်တဲ့ပြင်မြင်းချံကိုတွန်းရတိုင်းအကိုမြတ်တာအကြောင်းပါလာတတ်တော်လေတခါမှသားဖခြင်းတူခရရသည်ဆိုရမပါ အကိုဘာတွေလုပ်နေတာလဲမအိမ်ကမ်းမသိ တို့ဘမတချင်းလိုက်ဆိုနေတာပဲလားအကိုရွာကထွက်သွားတာဘာလို့လို့နေ6လတောင်ကြော်ခဲ့ပြီတရင်ကျကြောင့်ပေးရမှာတော့ပေါ်မလာလေတော့မရင်ကပင်ဆိုရင်တက်လာခဲ့ပြီအကိုအတွက်အမိပန်းရုံလမ်းပို့လိုက်တော့ပင်နီတအုံနေအကိုဖင်ပင်နီဖင်ကျန်းသမားများဖြစ်နေရောတလားလို့ပင်မရင်ကန်တွေ့တက်လာခဲ့ရပြီအမိပန်းရုံကတော့သူ့ထုံးစံတိုင်း ATA စံตาတွက်ပေရင်မီးသည်နှမေးသည်အိမ်မှာကတော့ဝဲထိုးသည်ရေရာပေါင်းစုံပြူကဂင်းချေးသည် လူပုံချောသားတော်မောင်းကိုမိမတွေကဆေးကတ်ထားကြဆေးခတ်ထားကြလို့နေမှာဆိုတာလဲပါသည်တင့်အတွက်ဘာမှမလုပ်ပါနဲ့ပန့်ယုံရမိပါတာလှဲ့မကြည့်တဲ့ကဘေးတွေ့ယုံတဲ့ဘာရှိလိမ့်မတော့မာဒီတာဒီစားတဆောင်တော့ရေးဖို့မရတာတော့မိုက်လုံးကြည်လာတယ်အဖေစိတ်နာမီဆိုလဲနာစရာဒီရင်ကြီးမှာမဲ့ကန်တန်ရောစင် တွေ့ရမည်လူရဲ့လူသုံးဦးသားရှိသည်ဒီထဲကတယောက်ပဲ့နေရသည်ရဲ့ဖြစ် အဖေကလည်းအာရသည်မရှိ အမေကလည်းညာခင်ကင်ခင်ကိစ္စအိမ်ဝေယဝိစများနေပြီးရသူဖြစ်သည်မဲ့ကန်ကအရွယ်ကလေးမရောက်တရားဆိုတော့ကလေးစိမ့်နေလူကြီးစိမ့်အခုပြောင်းလို့ဆိုနိုင်မ ayı တခါတရံကလေးလိုနေခြင်းနေတတ်သည်ဆက်တဖူးပန်းနေခုကအလဲကောင်အပွင့်ကလေးတွေချွေရင်ကျိုးရှိတချောင်းနေတည်ချင်းတည်နေတတ်သည်ဖိုးကူးနဲ့တူအပုတ်တန်းဆော့ချင်းဆော့နေတတ်သည်တခါတရံဝါချောင်းကလေးတွေကိုလေးတိုင်းစင်ဆိုင်ကစက်ခုံကလေးဆောက်ပြီးတချင်းဆိုချင်းဆိုသည် တချင်းကလည်းဟုတ်တိပတ္တိရတာဆိုလိုသုံးဖို့ပဲရှိသည်တို့ဗမာတချင်းဖြင်းချမ်းတဲ့တချင်းမိုးကြမောင်းတချင်းလူကြီးစိတ်ဝင်ပြန်တော့လဲခက်တီတီခက်အေးအေးအပြုတ်ကြီးကြိုက်ဖန်းကမလုံတလုံရှိပြန်လေညသောအဖြစ်တော့အင်ကြီးပေါ်ထက်ကလေသာဆောင်းမထိုင်ကရွအပြင်စိုက်ခင်းနေပန်းငင်းအကိုကိုလွမ်းနေတတ်သည်ဒီလိုနဲ့တဏီကုံချင်းကုံသားတော့တာမဟုတ်လားဒီကနေ့တော့ဘာကြောင့်ရဲမသိညကြီးမင်းကြီးရောက်တဲ့အချိန်မအိမ်ကအိမ်ပေါ်ကမစင်းမီ ထက်ဆစောတဲ့ကရှေ့ကောင်းကင်မှာပြူထွက်လာသည့်လာမင်းကြီးကိုဝရဏာမိကလေးထောင်ရင် မော်ကြည့်နေမိသည်ဒီကနေ့ညကပြသူလာပညာရွာလေလန်းတီပြင်လာရောက်သော အလင်းဖုံဖုံဖြင့်ဝါဝင်နေသည်လာရောက်သောအိမ်ဝိုင်းတိုက်ကြီးရှိကပွဲခင်းနေရာ တလင်းပြောင်ကြီးတည်လေဖုတ်ဖွေးကြီးရှိနေသည်မိုင်ကန်းကရေတွင်းနှပင်းကလာရောက်ကြနေသည့်အုံလက်တီကိုငင်းနေခဲ့သည် လာကမမြင်သေးတော့ဝတ်တော်လင်းရောက်သားရှိ အောက်ထမအမိပန်းယုံဤဖျားရှိခိုးတန်းဤကြည်စီရိုက်တန်းကိုကြာနေရသည်ခါတိုင်းအတန်တဟိုဟိုရှိတတ်သော မလာအုံဤအတန်ပင်မရှိ အဖေကမြင်းကြီးစိန်ပွင့်နှင့်တောဘက်ကိုသွားနေခြင်းဖြစ်သည်ရွာရှိဖျားစီကမြင်းခွာတန်းတက်တဲကိုကြာနေရသည် အဖေတော့ဟုံမြီမထင်အဖေပြန်လာနေရွာတောင်တကားကဝင်มาတေချာသည်ခီးသွားဧည့်သည်ထင်ပါ၏တောင်းလောက်နေတော့ခွေဟောင်တန်းရဲ့တူချံပါဝါစီကလူရဲ့တည့်ရဲ့မြင်လိုက်ရသည် မယင်ကံမျက်လုံးပြူကလန်းကြီးသည်အမေပန်းယုံ အမေပန်းယုံကံကလေးကြည်စံအကိုတန်များလားတီချပါသည် သူ့ကိုကံကလေးခေါ်တာအကိုတယောက်ပဲရှိတာမဟုတ်လားမယင်ကံအိမ်ပေါ်ကအပြေးစင်အိမ်ရှိတလင်းကိုဖြတ်ကားချန်တကားစီရောက်သွားလိုက်သည်ခြံဝင်းပေါက်ရှိလက်ခုပ်တစ်ဖောင်မကမြင်တော့ပြင်ကားချီနာရောက်တော့မယင်ကန်အတန်ပြုတ်လိုက်သည်အကိုလားအေးကန်ကလေးလားအကိုပါကွယ် အကူမန်းထေချာတော့မှမဲ့အိမ်ကံမှာမဝင်မရဲစိတ်တွေပျောက်သွားရသည်တန်ခွင်းတစ်ဖက်တစ်ချက်မှာထိုးထားသောတစ်သားချောင်းကြီးကိုဘေးပန်းမှတွန်လိုက်တော့ခြံတကားပွင့်သွားသည်အကူတန်ကလေးအဖေတော့အဖေတောင်ရွာဘက်သွားတယ်အမေပန်းရောင်ဖျားရှုခုနေတာအကူကိုစိတ်ဆိုးနေကြတာရဲ့တော့မောင်မြတ်သားကခြံတကားကိုချက်ချင်းပြန်ပေးကတစ်သားချောင်းကြီးပြန်ထိုးလိုက်သည် နှမဖြစ်သူဤပခုံးကိုဖက်ကအင်ကြီးပဲစီလျှောက်လာတော့အကိုစီကချွေးနဲ့နေနေတာမေကန်တတိထားမိလိုက်သည် အကိုခยีဝေးကပြန်လာပုံရသည် အကိုဘာနဲ့ဘလို့ပြန်လာလာပါလဲလေတလုံးသာပါတော့အကိုပုံကမြင်းချံမှာတွေ့ခဲရတော့တွေ့ခဲရုံကအကြောင်းသားပုံမျိုးမဟုတ်အိမ်ထဲကိုဝင်တော့မိအောင်ကအကိုမျက်နာကိုလာဟက်သည်အိုးအကိုမျက်နာတွေညုံမဲသွားလိုက်တာ အမေပန်းယုံကတော့အကိုကိုတွေ့တော့အံ့ဩဝမ်းသာဖြစ်ရရှာသည်ညရေတွေစီကြလာ၏ကိုပုံးဝင်နေမလာအောင်ကလည်းမောင်မြတ်သားကိုဘွားကနေတွေ့လိုက်ရတာတစီ၆ခံလိုက်ရသည်နဲ့တန်တော်ကြီးကြီးကြလို့အဖေရောမင်းဖေတောင်ရခဏတောင်ရဘက်ခဏသွားတယ်ပြန်လာတော့မှာပါမင်းကွယ်မင်းဖေပွဲခံတဲ့နေ့ကမလာလို့စိတ်ဆင်းရဲနေရှာတယ်လာတဲ့ခါကြကြနေအောင်ကွယ်မောင်မြတ်သားရေမိုးချိုးဝစ်စားလိုက်ပြီးတော့ အမေပန်းရောင်ကထမင်းခုခက်ကျွေးသည်ဒီချိန်မှာမြင်းခွာတန်တပြောင်ပြောင်နှင့်ခြံဝါကခေါ်တန်းကြားရသည်ပြင်အမေပန်းရောင်ကတကားပြေးဖွင့်သည်ဥတာထံကမြင်းကြီးစီရင်ခြံထဲဝင်လာကမြင်းချီတိုင်းမှာမြင်းကိုချီသည်မြင်းချီနေသည့်ဥတာထံကိုတော်ပန်းရုံကမောင်မြတ်သားရောက်လာကြောင်းပြောပြရင်းသားလေးစိတ်စင်ရဲအောင်ဆူဆူပူပူမလုပ်ဖို့တောင်းပန်သည်ဥတာထံကတော့တော်ပန်းရုံစကားကိုနားဝင်ဟမ်းမတူတနက်ကြီးကင်လည်းအိမ်ထဲတောင်းဝင်လာခဲ့သည် အဖေမောင်မြတ်သားကမော်ကြီးလိုက်ချိန်မှပြီအရက်ခိုးတွေဝင်နေသည့်ဦးတာထံကတနက်ဖြန်ထိုးချိန်လိုက်သည်မဟိကရင်အော်တန်းက၆ချားဖွဲ့ရာစူးစူးကြီးပေါ်ထွက်လာခဲ့လေသည်မဟိကံပထမဆုံးရာဒီယန်နံမှာမလကာရွက်နံသွေးစင်းနံနေဖြစ်သည်ဒီနန်းကအမိပန်းရုံမူတီမောတီဆိုလင်းရှုနေကြအနံဖြစ်သည်ကုတ်ဖုံးဝင်ကမလကာရွယ်ရင်ရင်လက်တွင်တဆုတ်ခူးက ရေပင်မစေးပဲလက်ဖွာကြကြန်းတဲ့ထဲချေသည်မလကာရွေတတ်တွရေတွေနူးလာပြီဆိုတော့သွေးစီမော်မကြီးနှစေးလောက်ထဲကပုတ်ပြန်သည်ပြီးမှမဟိကန်နဖူးထိမ်မှအောက်ကိုဆွဆွဲချသည်နှာခေါင်းနားရောက်တော့ခဏကလေးရက်ကအနံ့နေများများဝင်အောင်ရှူစေသည်ပြီးပြန်တော့အောက်မေးဖြားထီဆက်ဆွဲချဒီနှံ့ကိုမဟိကန်မြင်းမြင်းကလေးရှူနေခဲ့သည် သူ့နားထဲမှာအသံတွေစီ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 ကြားနေရဆဲဖြစ်သည်အဖေကော အမိပန်းယုံကအကူကိုပိုင်ကန်နောက်ဆုံးမမီတာအဖေကအကူကိုတနက်နေ့ထိုးချိန်လိုက်တာကိုပဲဖြစ်သည်အကူကိုအဖေတကယ်များပြစ်လိုက်လေသလားတမီမဟင်ကန်တတိယပြီလားရှူစမ်းငယ်ထိတ်ပအောင်ရှူမိပန်းယုံကမဟင်ကန်နဖူးပေါ်ဝဲချနေသည့်ဆန်းဆားကလေးတွေကိုတတ်တင်ပြီးနေတာလေမဟင်ကန်သိနေပါသည်မျက်လုံးနဲ့ဖွင့်ကြည့်တော့စေးနံပင်းနေသော ကိုဖုံးဝေးလက်ဖွာကြီးနှစ်ဖက်ကမျက်နာပေါ်မှာပိန်လို့ မလကာရွဲ့သွေးစီနံကိုမအိမ်ကန်တဝါရှူလိုက်ပိုင်းတမိဘဲနေနေတော့ရင်ဘတ်တွေခုန်နေတဲ့အမိမအိမ်ကန်ကနှလုံးနဲ့မငြိမ်သေးတာကိုပြောတတ်တယ်လို့ပြောလိုက်ချင်းဖြစ်သည်တကယ်လေရင်ဘတ်ကလေးတစ်ခုလုံးလှဲမိချသည်တောက်ဖို့ကဖားဖို့ကြီးလို့နှိမ်ချမြင်ကြီးအဖေကိုရော အကိုကိုရောမအိမ်ကန်မမြင်တော့ဆိုရင်းသည်အရေးထိတ်ကိုဖုံးဝင်စင်းဝိတ်ပင်းနေသည်လက်ကြီးကတမမအိမ်ကန်မျက်နာကလေးငယ်နေရသည် ကိုင်းမှာကုဖုံးဝင်ရဲ့တော်လောက်ပါပြီမိုက်အိမ်ကန်တော့မှွန်လာမလာအောင်ကငေါတော်မှာကုဖုံးဝင်လည်းရက်တော်သည်အမေပန်းယုံကမိုက်အိမ်ကန်လက်ကလေးတွေကိုစုပ်ကိုင်းအဖေနဲ့အခုအဆောင်ကိုရှင်ပြသည်ဥတာထံကတကယ်ပြစ်လိုက်တာမဟုတ်ပဲသားသောဖြင့်ညူနာတော်သောချိန်ယုံသာချိန်ချင်းဖြစ်ကြောင်းမောင်မြတ်သားကဖအေးကိုခြေစုံဖတ်၍တောင်းပန်ခဲ့ကြောင်းဥတာထံကတနက်ကို ထရံမထောင်းကကျူကျူပါအောင်ကိုခဲ့ကြောင်းဒီနောက်တော့ တားဖြစ်သူကိုဘာတခေါမှမပြောပင်ညင်ကြီးစီပြီးထွက်သွားခဲ့ကြောင်းမောင်မြတ်သားကနှမကိုကတင်ပေါ်နှမကိုပွေကကတင်ပေါ်တင်ပေးပြီးစိုးရင်တကြီးစောင့်နေခဲ့ကြောင်းစသဖြင့်မဟိန်ကံပုံလဲကြပြီးနောက်ချင်းနေတွေကိုမေပန်းယုံကပြောပြတော့မဟိန်ကံမျက်လုံးပြူလေးနဲ့နားထောင်နေခဲ့သည်အကူကအခုပဲထသွားတာအပေါ်ထပ်မှာအင်္ဂလိပ်ဘူအုပ်ဖတ်နေတယ် မလောင်ကမိဖို့ချင်းကိုစင်းကဆန်လက်တဆုပ်ပြုတ်သည်ယုံသား၆ချက်တင်းကိုမိလေးအောင်ပြီးမှခြေဖက်ထဲသည်လူနိုးအီးအီးဆန်ပြုတ်ကိုမအိမ်ကန်နှစ်ပကံလောက်တောက်ပြစ်လိုက်သည်ယုံသားချက်တင်းနဲ့ကိုမခံနိုင်တော့လေအမေကတင်းစားခိုင်းတော့မငင်သားပါဆန်ပြုတ်တောက်ပြီးတော့မအိမ်ကန်ကိုမလောင်ကအဝင်လဲပေးသည်ဆန်ပြုတ်ပူပူကြောင်ချွေးကလေးတွေရွှဲလို့ပင်နီအင်းကျင်လက်ရှင်နဲ့ခြိပွားထဲပြောင်းထမိန်မဲမဲကလေးဝတ်ပေးထားတော့တကယ့်အဖာအိုလူမမကလေးနှင့်တူလေသည် လလောင်ကစပင်းနေစုသိန်းကပန်းစည်းကြိုးလေးနှချောင်းပြင်ပေါင်ပေးထားတော့မျက်နာကလေးရှင်းနေသည်လက်ထဲအင်္ဂလိပ်စာအုပ်အထူးကြီးကိုလက်ညှိုးထိုးညက်ပြီးမောင်မြတ်သားဆင်းလာခဲ့သည်ခရီးပန်းလာတာမို့စာဖတ်ရင်တမင်အိပ်ပျော်သွားခဲ့သည်ချက်ကနေနိုးမှာနှမဖြစ်သူကိုတစ်ခါလာကြည့်ခြင်းဖြစ်သည်နှမကလေးကို လလန်းဆဆန်တွေ့ရတော့ဝမ်းသာသွားရှာသည်ကံကလေးတောက်သွားသလားကိုဖြင့်စိုးရင်လိုက်ရတာ အဖေကတကယ်ပြစ်ပါမလားအကန့်ကလေးရဲ့အကိုကလည်းပြစ်ရှိပါသေးလေမိပါစိတ်ဆင်းရဲအောင်လုံးမိတာကိုတို့တော်လဲအပြင်ဘက်ဆင့်အိုးမှာလက်တီးစီးပြီးပစိုးခပုံစာနေတုံရင်ဝင်လာသည်ကိုဖုံဝင်ကမောင်မြတ်သားစကားကြောင့်ဆောင်ပြီးမှတခွန်ဝင်ပြောလေသည်မလောင်ကမောင်မြတ်သားတွင်ယုံသားချက်တိုက်ဆံပြုတ်သွားသေးသည် ထက်ချင်းတော့မပြန်ပါနဲ့ဦးကွာရွာမှာနေပါအောင်ခေကာလာကြီးကမကောင်းလာဘူးမင်းဖေကလည်းခုတလောမြင်းတစီနဲ့မိုးလင့်ချင်းလင်းတာပြောတာပြောရတာမင်းဖေတနတ်ရှိတာတော်ယုံလူကခြံနာမကတ်ဝင်ဘူးကွာတရက်ပင်ကံမှာဓမြကတကြီးတောင်ဝင်ရိုက်သွားတာမျော့လို့တဲ့ထုံညာကမအိမ်ကံတော်တော်နေအိမ်မပြုံလာတာရဲ့ဆိုတော့လေခါတိုင်းလာတာရဲ့တွေလို့ရွာထဲမှာတွတ်တွားလာလာတိတ်မရှိကြရွာနောက်ပိုင်းကလူခေါ်တဲ့ခွေးဟောင်တန်တွေကြားရတော့လေ တခဏချင်းမှာပင်တိတ်ဆိတ်သွားပြန်သည်မဲ့အင်ကန်ကလှရောင်ကျနေသောကြံကပ်ပတင်းပေါင်နာမှအေးသည်ခေါင်းပေါ်မိကလေးထောက်ကမောက်အင်းနေတော့အင်းရှိတာလန်းကြီးကိုမြင်ရသည်လှရောင်တွေကပွေခင်းနေရဟောင်းတလင်းပြင်းမှာဝင်ဆက်နေညီကြီးတော်တော်နတ်ကမှအဖေသူမြင့်ကြီးဖြင့်ပြန်လာသည်ကိုဖုံးဝေကခြံတကားကြီးပြေးဖွင့်ပေးတာရောအဖေမြင့်ကြီးစီဝင်လာတာရောကိုဖုံးဝေကမြင်းကိုမြင်းဆောင်ပဲဆွဲသွားတာရောအကုန်လုံးကိုမြင်ရသည် ဖေကဇုံယုံကြီးပေးကအစင်အိုမှာမျက်နာသေးခြေစေးပြီးမှဘေးပေါင်းမှအိမ်ထဲဝင်ဖို့ပြင်းသည်ဖေဟေးတမိဟဲ့မအိတ်သေးဘူးလားနေကောင်းပြီလားညီနံလားဗောအဖေစောင့်နေတာအောင်ပါဗျာတမိကလေးကဒီလိုစီကြိုလိုက်တော့ဥတာထန်ကျင်းနေသွားပုံရသည်တဟားဟားရည်ရင်ဖြင့်အိမ်ကြီးထဲလမ်းဝင်လာခဲ့သည်မလောင်ကမှအိမ်ကိုဧကံမှတလုံးမြို့ချောင်းမှတလုံးထွန်လိုက်သည် မီးလင်းသွားတော့ဖိမျက်လုံးတွေကဟိုကြည့်တီချင်းနေဆိုတော့အမေပန်းယုံကလူကလေးခီးပန့်လို့အိတ်သွားရှာပြီးလို့ပြောလိုက်သည်ထမင်းစားမလားတော်တပီတွေကရှာတော့မှမှုစင်ရင်ထမင်းစားခဲ့ပြီးပြီဒီကောင်တွေညဘက်မှာကင်းချထားတယ်တလုံးမျိုးဘက်မှာဓံပြတွေတော်တော်တောင်းကြံနေတဲ့ကွာဒီနဲ့ဒီဘက်နေတော့ငါ့ကိုကြောက်ကြလို့ဥလေးနှလုံးပြူကြီးကြောက်ကြတာထင်မရဲ့ဗျာကိုဖုံးငွေကထရံမှာထောင်ထားသောတနက်ကြီးကိုလမ်းကြည့်ရင်ကပြောလိုက်သည် သူ့ကိုလေတကြည်မြင့်မှာနှလုံးပြူတဲ့ကြီးရှိတာဘာရင်မဟုတ်ပဲအာရှိမိတယ်လို့တချမ်းမှတနတ်တန်မကြဖူးတာကိုလည်းတန်တရားဖြစ်မြည်ဒါမျိုးကဆန်းလို့ပြူလို့လည်းဖြစ်တာမဟုတ်ကဲကဲဖုံးငွေတို့လှအောင်လို့အိတ်ချေကြတော့လေတမိလည်းတော့အိတ်တော့မယင်ကဲအင်ရတဲ့ဝင်းတော့မြောက်ပြန်လေးကလေးတွေးလာသည်ရေတွင်ကုန်းမှာဆင်တင်၍စိုက်ထားသောခွာညိုပန်းရက်နဲ့တင်းတင်းကလေးကနှာဝကိုလာချူသည် မနှက်ကြရင်ခွာညိုပန်းနေခူးပြီးမာရှေကရွှေစည်တီဖျားကိုပန်းသွားကြရမည်ပြီးတော့ရွာကွန်းတောင်ကိုင်းအပြူချော်မမကွန်ဖြူကိုခွာညိုပန်းတွေတပေးရအောင်မည်လာရောင်ကိုငင်းရင်စိတ်ကူတင်ရင်ရင်ဖြင့်မဲ့ရင်ကံမျက်လုံးကလေးတွေမြင်စင်လာသည်အကူမောင်မြတ်တာကတော့သူ့အစသာအုပ်ကြီးကိုတဲကြီးမဲကြီးဖန်နေပုံရသည်အကူခံဘက်ကမိအောင်ကိုမဲ့ရင်ကံတစုံတစမြင်နေရလို့ဖြစ်သည် ခဏနေတော့လှိုင်အောင်တစောင်းထိုးလင်းထင်မှပြီမအိမ်ကန်နည်းနည်းချက်ဆိုင်အိပ်ပြောသွားလေးသည်တပို့တွင်လာမအိမ်ကန်တို့ခြံထဲကပေါက်ပန်းလဲပန်းနေပွင့်ကြပြီနင်းတပွဲပွဲတပို့တွင် ပေါက်လဲငုံကာကာမအိမ်ကန်တို့အိမ်မမဟုတ်ပါတဲရွာလုံးကပင်တွင်လဲပွင့်ကြပါ၏ဆက်တပူပုံညံဇွန်မြက်လီတလဖီကန်းကိုစသည် ရနံမွေးဒီပန်းတွေကိုမအိမ်ကန်သဘောကြသည် ဒီပန်းတွေတုံပြန်တော့ရာသီကနှွေဘက်ကိုရင်ချင်းပြီတဖို့တွေလာတယ်မှာပဲအကူမောင်မြတ်သားမြင်းချံကိုပြန်သွားခဲ့သည်အဖေနဲ့ဘလို့ညိနိုင်ပြီးပြတ်သွားခဲ့ကြတာလဲဆိုတော့မအိမ်ကမ်းမသိမလောင်ဝမေးတော့ဘဲနဲ့မှပြီးတယ်မကြပါဝင်ညီဖေကလည်းမြင်းကြီးနဲ့ထွက်နေတာပဲညီကိုလည်းအင်္ဂလိပ်ဘိုးအုပ်ကြီးနဲ့ပြီးနေတာပဲလောက်သာပြောသည်မအိမ်ကန်ကတော့ ကိုရွာမှာရှိစဉ်ခါကအနောက်ကုံရွာကဆွေမျိုးတွေစီအလဲသွားခဲ့ကြတာကိုအောင်မီနီမိပါသည် အကိုကလဲကိုကိုတိုင်းမောင်းရင်မအိမ်ကန်ကိုလဲပေါ်ပွင့်တင်ကမောင်နှမညောက်တဲ့ထွက်ခဲ့ကြခြင်းဖြစ်အကိုလဲမောင်းတာမစီရသည်မှာပင်ကြားပြီးအနောက်ကုံကိုသွားသည်လန်းကမအိမ်ကန်တို့ရွာမှာအနောက်ဆူဆူကိုမောင်းထွက်ရသည်ညောင်ငါးခွားကိုရောက်ရင်းနှစ်လန်းခွဲသွားသည်တလန်းကအနောက်ကုံလေးပင်တီတော့ဘက်သွားသည်လန်းဖြစ်သည်တလန်းကတော့ ကြည်တော်ကုံချက်ရကုံလင်းနေကုံပဲသွားသည်လမ်းဖြစ်ပါ၏ဒီရွာတွေကိုမဲ့အိမ်ကံမကြခဏရောက်ဖူးပါသည်ဆွေတွေမျိုးတွေရှိသည်မဟုတ်လားညောင်ကားခွာရောက်တော့အကူကလဲကိုအနောက်ကုံဘက်ကိုမမောင်းမီတခြားလမ်းကိုဒုံမောင်းလေတော့သည်အကူဖဲသွားနေတာလေအနောက်ကုံကဟိုဘက်လမ်းဟာကိုအပြန်ကြမဝင်မှာအကူကကြည်တော်ကုံကိုသွားမှာဆရာကြီးနဲ့တွေ့ချင်လို့ဟုတ်ပေးသားပဲ အခုရှိနေစဉ်ရက်တွေမှာကြီတော်ကုန်းကိုရအောင်လာခဲ့ဖို့ဆရာကြီးမှာထားခဲ့တာကိုမယိန်ကမင်းနေသည်ပွဲညာကဆရာကြီးနဲ့တွေ့တဲ့အကြောင်းအခုမှပဲအကိုကိုပြောပြရသည်အကိုကမယိန်ကံကောင်းလေးကိုပုကာရည်သည်အကိုဆရာကြီးအိမ်သွားရင်မယိန်ကံကိုဖိုးပေါက်တို့အိမ်မှာချထားခင်အပြန်ကြမှာဝင်ခွန်တော့ ကြည်တော်ကုန်းမှလည်းမဲ့အင်ကန်တို့ဆွေမျိုးတွေရှိသည်ရွာတွေဆိုတာကတရွာသားနဲ့တရွာသမီးအကြောင်းဆက်ပေါင်းဖက်ရာကပေါက်ဖွာလာကြသောဆွေတွေမျိုးတွေရှိတတ်ကြမည်မဟုတ်လားရင်းနာချတာပဲกว่าသည်အေးအေးအကိုဆရာကြီးတို့အိမ်မှာပဲထမင်းစားလိုက်တော့မယ်ကံကလေးကကိုဖိုးပေါက်တို့အိမ်မှာစားလိုက်နော်မဲ့အင်ကန်ကိုကိုဖိုးပေါက်တို့အိမ်ဝါမှာချခဲ့ကမောင်မြတ်သားလှည့်ဆက်မောင်းသွားသည် မဟင်ကန်တို့မောင်နှမရောက်လာတော့ကြည်တော်ကောင်းကဆွေမျိုးတွေကဝန်သားကြသည်ရွာချင်းဝေးတာမဟုတ်တော့လေအကြောင်းရှိမှရောက်ကြရတာမဟုတ်လားကိုဖိုးပေါတို့အိမ်ကိုအိမ်မထားကရောက်လာတော့လေဆွေမျိုးတွေအိမ်မတလဲစီချိန်ကုန်ရသည်ဆွေဆွေမျိုးမျိုးတွေအိမ်မတလဲစီသွားလာရင်ပြင်မဆင်းရဲကြရှာတော့တောသူတောင်သားများအနေဆင်းရဲစားဆင်းရဲဘဝတွေမြင်တွေ့ခဲ့ရပါ යි အကိုပြန်လာခေါ်တော့နေတော်အတော်မြင်လာပြီး ညောင်ငါးခွလဲလန်းဆောင်ကိုရောက်တော့အနောက်ကုန်းကိုချူကြရပြန်သည်ညောင်ငါးခွလဲလန်းဆောင်ကိုရောက်တော့အနောက်ကုန်းကိုချူကြရပြန်သည်ဒီမှာလဲဆွေတွေမျိုးတွေများလာပါသည်တတ်နိုင်သူတချို့ကမဟိန်ကန်တို့ကိုရွာထွက်လက်ဆောင်နေပေးကြသလိုမတတ်နိုင်သူတွေကတော့မြစ်တာဖြစ်တာအခင်ကြရှာသည်အနောက်ကုန်းကလည်းပြန်လဲကြတော့နေဆွဲပင်ကျိုးခဲ့ပြီးဆက်ဆက်ကွင်းမှာပြန်သိမ်းလာကြတော့စိတ်အုံနွားအုပ်တွေကရွာလမ်းမှာဖုံတထောင်းထား နောင်မပန်းရအောင်နေချိုမှပြန်ခဲကြခြင်းဖြစ်တော်လဲစောင်းနေမို့ဝင်စောသည်ထင်ပါ၏ရွာဝင်တော့မိုးဆုပ်ဆုပ်ချုပ်ပြီးခြံထဲလှဲဝင်လာတော့ကိုဖိုးငွေကလဲစီချိုသည်မောင်နှမနှစ်ယောက်တွားလိုက်ကြတာမိုးကိုချုပ်ကြရောဗျာဒီခင်းကြီးကနောက်တည့်မှာတော့ပြဿနာပေါ်လာခဲသည်မယင်ကန်တို့မောင်နှမကြည်တော်ကုန်းရောက်ကြတာကိုဥတာထန်တီးသွားရကအကိုမောင်မြတ်သားနှင့်အကြီးအကျယ်စကားများကြသည် ဥသာထံကဆရာကြီးကိုမကြည်ညိုအင်္ဂလိပ်ဆိုရာကိုအာခံလို့တော့လည်းမဟုတ်ဥသာထံကသူ့နဲ့တဝိုင်းဆက်နေရမှာဆရာကြီးလိုလူမျိုးမရှိသေးချင်တာပဲဖြစ်သည်ငါနဲ့မှာတပုံတကံမရှိတာလို့ချင်တာကွာဆရာကြီးကမြင့်ချန်နဲ့ဆက်ပြီးအစိုးရအယိုသေးတန်အောင်လှုပ်နေတာတွေ့ကိုသူတို့ထောက်တော်တွေကတိတိတ်စောင့်ကြည့်နေကြတာမောင်မြတ်တာရဲ့မင်းကဆရာကြီးအိမ်သွားပြီးတစ်ဆက်မြင့်ခို့တဲ့ဆိုတော့ငါလည်းခွေးဖြစ်ကြရော အဖေတို့ပြဿနာတွေကျွန်တော်မသိပါဘူးဆရာကြီးကဘာမှလည်းမဟုတ်ပါဘူးဗျာနေမှာလူရိုတည်ရှင်းရိုတည်ပါသူ့စင်းနဲ့လူရောကျွဲနာမှာချမ်းသာနေကြတာမဟုတ်လားကျွန်တော်သွားတာရွရွပါဘာရွရွလဲမောင်မြတ်သားရဲ့မင်းတို့ကြည်တော်ကောင်းအရှိပဲထတော်ထဲတချင်းဆိုကြတာသူများပြောမှာငါသိရတယ်အင်္ဂလိပ်များမင်းတို့ကဝလုံးနဲ့ထိုးချခြင်းလို့ရပါမလားကွာမောင်မြတ်သားရအဖေကအင်္ဂလိပ်တွေကိုအဖေတစ္ဆာခံတာအဖေလို့ပါတတိုင်းမြေလုံးကျုံဖြစ်နေတာပေါ့အဖေကပါပလိုက်ပေါက်နဲ့ ဖားကောက်နေတာခက်တာဘာပဲဖြစ်ဖြစ်ကွာမင်းဒီကိစ္စတွေတည်းပျော်ကမပါစေနဲ့ငါဒါပဲပြောမယ်မင်းကိုပညာသင်ပေးတာအေးအေးသင်တခုပင်ကမိတဲ့ကြီးကြီးမင်းကတမောက်ဖေနဲ့ကော်တော့အော်နေကြတာမယင်ကန်ကြနေရသည်မလာအောင်ပြောတယ်လို့အဖေကဆရာကြီးနှင်းတဲပုံမရအကိုကလည်းတခုမခံပြန်အော်နေတာမျိုးမဟုတ်တော့လေအကိုမျက်နာကြီးနီနေသည်ဖေကတော့ကျုံလို့သာအော်နေတော့ကြီးမင်းမျိုးမှလည်းစာကောင်းကောင်းမတင်ဘူးလို့ငါကြားတယ် ငါလာတိုင်းမင်းခီးထွက်နေတာကြီးပဲဒီမဲ့မောင်မြတ်တာမင်းကိုပညာတက်အောင်သင်ပေးနေတာငါအမွေကိုခံယူဖို့ပညာမှမလိုလားရင်မင်းရွာပြန်ခဲ့တော့တကြီးလို့တော့ကွာဒါပဲဒီပြဿနာဖြစ်ပြီးနောက်ပိုင်းမှာမောင်မြတ်တာမြို့ပြန်ဖို့စီစဉ်တော့သည်မြို့ပြန်မိနေကအမိပန်းရုံကိုထမ်းခဲ့တော့သည်မယင်ကံကိုနှုတ်ဆက်သည်ကိုပုံးဝင်နေမလာအောင်တို့မိသားစုကိုနှုတ်ဆက်သည်အဖေကတော့ထုံဆန်တိုင်းအိမ်မှာမရှိပါကြရင်ကျွန်တော်ငရဲကြည့်ရတော့မှအမိပန်းရုံ အဖေကအင်္ဂလိပ်သစ္စာခန့်ချင်းလို့တော့တကြီးဖြစ်လာတဲ့သူမဟုတ်ပါကျွန်တော်သိပါတယ်ဒါပေမဲ့တကြီးလုံနေရရင်ပြီးရောဆိုတာမျိုးနဲ့တော့ခေကာလာကြီးနဲ့မကိုက်လောက်တော့ဘူးမေတို့ကတော့ဒါတွေဘာမှနားမလဲပါဘူးလူကလေးရယ်အမေတို့မှပြည့်ကြည့်မှဓိသားမိသားဖာလေးယောက်ရှိတာမင်းကတမြွတ်တရွာမှာဆိုတော့အတော်ငယ်မိသားမင်းအဖေကလည်းဘူတူဘာတာဆိုတော့အမေမှတစ်ချိန်လုံးပူနေရတော့တာမင်းနှမကလေးကလည်းမင်းပြတ်မလာတာကြရင်လွမ်းတက်နေပြီကွတ် အမေပန်းရုံကပြောတော့မောင်မြတ်သားကနှမကလေးကိုဖက်ပြီးနှစ်သိမ့်ရှာသည်အကိုချော့တော့မအိမ်ကန်ကားပါငုံမီတော့ဤကိုင်ကိုင်တွားတွားနေမြင့်ရင်နွားတွေပန့်လိမ့်မယ်စားတော့မကြမကြရီးခွေအကိုလည်းကိုရွာထဲထီမအိမ်ကန်လိုက်နှုတ်ဆက်သည်အကိုပြန်သွားတဲ့ကအင်ကြီးမှာမအိမ်ကန်တယောက်တည်းကြံခဲတာဆိုတော့မြင်ထဲမှာဟာတတာပြင်းရသည်တပုတ်တွေလာပြည့်ရက်မှာအချင်းပါကြမည်။ရွာကထမင်းပွဲကိုသာမျော်ရသည်။ ဆောင်းချန်းကုန်းရာဤထမင်းတလေးမှာပွဲရဲလမ်းရဲမပါတော့လေတနေလုံးကအုံအုံထလာကြရတော့ပွဲဖြစ်ပါ යි တဖို့တွေလာဆန်14ရက်နေ့တိုင်းပြီဆိုရင်ရွာမှာရှိသမျှအိမ်တိုင်းကဆင်းရဲချမ်းသာမရွေးတန်ဟာသမျှတော့ကောင်းညင်းဆန်ဆန်ညီပဲအုံသည်နန်းစီထင်းကားစာလာရလူနန်းကြသည်ရွာအုပ်ရှိစီဒီဖျားရင်ပြင်းမှာတစ်ခေါက်တောင်းကြီးတွေခြားကလူခန်းပြီးညမှာထမင်းတွေတဲတဲပြီးတဲတဲထိုးကြတော့သည် လာရောင်လင်းဖြင့်ရွာလုံးကျူထမင်းထိုးပွဲကြီးဖြစ်ပါ၏မနက်အာယုံချင်းသောထမင်းထဲထမင်းထံဝကြီးတဲ့ဖျားရင်ပြင်တော်ထမအငွေတထောင်ထောင်နေရွာဖျားတွေကိုထမင်းစုံကတ်ကြသည်ရွာကြောင်းနေတကွာအနီးကောဆရန်ရှိဖုန်ကြီးเจ้าများတို့လဲလဲလူတန်းကြသည်တရွာလုံးရှိသမျှလူကုန်ကျဲတလောက်သုံးဆောင်နိုင်ရုံမကအဝေးရွာတွေကပါထမင်းလာယူကြသည်လှဲတွေနဲ့လာသူလာကြခြေချင်းလျှောက်ကလာသူလာကြ ပါလာသမျှအိုးခွန့်များဖြင့်ထမင်းတွေပြပြမမထည့်ပေးလိုက်ကြသည်သာဒီဒလေးကဘိုးစင်မောင်ဆက်လက်ဆင့်ကမ်းလာခဲ့ကြသည်ဒလေးဆိုတော့နှစ်ထန်းရလာပြီထမင်းပွဲချိန်ရောက်ရင်မှန်ရင်ကန်အမြဲပျော်ရသည်ဖခင်မှာစုပေါင်းထမင်းထိုးကြသလိုကို့အိမ်မှာလည်းတတဲတဝိုးထိုးကြပါသည် မလောင်ကရွာမှာတော့ထမင်းထိုးကောင်းမှန်ရင်ကန်တို့အိမ်မှာရာခုကျော်ထမင်းထိုးကောင်းလာတော့မှန်ရင်ကန်မလောင်ကြောင့်မကြာခဏလှုပ်ရှားလေးရှိပါသည် ရာခုကိုရက်မှန်ခေါ်ကြသည်လည်းရှိပါယက်မှန်ကြိုတာကတော့ရေ၆ဆအစံတစပြုတ်ကြိုခြင်းဖြစ်၍ဂတိကိရိကထာမများလာပါထမင်းကတော့ယောက်ျားတန်တန်ကြီးနေပါမဖြစ်သည်မလာအောင်ထမင်းထိုးကောင်းဆိုတာကအဆက်အဟန်နားလဲခြင်းကိုပြောခြင်းဖြစ်ပါ၏မလာအောင်ကမြေပဲဆန်ကိုတဲပူဖြင့်လောရင်ကမအိမ်ကံကိုနှီးပေးသည်ညှိကြည့်တော့ထမင်းထိုးတက်ကြောပေါလို့လဲဆိုသေးသည် ထမင်းနဲ့များတော့စီစုံနှန်းစီလေးမှာကောင်းတာရှေးကတို့ဖီများကစားဆက်ကလေးတောင်စက်ထားကြတာအေးစတော်ရဆံပေါဝါလေးပြည်သာထင်းမြင်ချိန်ဖိတ်တာလျှံကြီးရွှဲအောင်လို့နှန်းစီလေးထဲ့ပြန်တဲ့တော့ပါရတာတွေကတော့ကောင်းရင်ဆန်လေးပြီးညိမီးဆန်80တာနှန်းစီကတစ်ပိတ်တာနှန်းက32ကျက်တာအုံတီးစိတ်20တာစား9ကျက်တာဂျင်း3ကျက်တာဒါအချို့ပဲအဖေကဂျင်းနုဖတ်တင်ကီမြင်ရွှေ3ကျက်မသွေး နီးစင်ဆက်တမှုဆိုရင်ဥပဒေမော်ကွန်းပလီလို့ဆိုပြသေးတာအဲ့ဒါဘာပြောတာတော့မလာအောင်ဟောတော့ညီနဲ့ဖြစ်ရပလီရှင်ကဘရင်နန်းတော်မှာထုတ်တယ်ထမနဲ့အချို့လို့ပြောတာဒီအချို့ဟာဥပဒေပဲလို့ပြောတာဘရင်နေကထမနဲ့ထိုးစားလို့လားမလာအောင်ရဲ့ဟဲ့ဘရင်နေလည်းပါဆက်နေပဲဟဲ့တမီးဖြစ်သူနေမလာအောင်ကြုံနေတာတွေကိုထော်ပန်းညုံမလန်းမကန်ကာရီမီလီမလာအောင်ရေထမနဲ့အချို့မှာတကယ်လဲကောင်းပါ යි တရွာလုံးကလည်းမလှအောင်ကိုလာမီတကြပါတချို့ကလည်းစာနေပင်ရေကူးကြသည်သို့သောထမင်းထိုးခံဤတော့တစ်ခေါက်လာမီကြသူတွေကြီး အခုလည်းမဲ့အင်ကန်ကိုသင်ပြီးနေပြန်ပါဘောမဲ့အင်ကန်ကြီးတော့ထမင်းထိုးရအောင်လို့လေဒေါ်ပန်းယုံကဒါကိုသဘောကျချင်းဖြစ်သည်ဟဲ့လှအောင်ရဲ့ငါသမီးငယ်ပါသေးထမင်းထိုးဖို့အဝေးကြီးလိုပါသေးတယ်ငယ်တော့တင်ရတာကိုကြည့်ရင်ထမင်းများကောင်းထဲတောင်ထဲမှာမဟုတ်ဘူး မဟင်ကန်တို့ဝိုင်းတိုက်ထဲမှာမိချင်းကြီးတွေနှစ်ချင်းသုံးချင်းတူကထမင်းထဲထိုးကြသည်ယောက်ျားကြီးတွေပင်ချွေးပေါပေါကြကြ၏ရေကုံအောင်ထိုးတော့စီထွေးထွေးဖြင့်နက်နက်ပြန်ပြောင်းရှိသည်အထာခံသည် စားရတာအရသာရှိသည်ဖျားဆုံးတော်တင်ဖို့လင်ပန်းနှင့်တစ်ချက်ဥဖဲပြီးရွာကျောင်းဆရာတော်ထံအိုးအူဖြပြပို့လူကြရသည်ရွာထဲရက်ထဲအိမ်ပေါင်းစီအောင်ဝင်ငှားရသည်အဝင်းရောင်ကလာကြသောလဲတွေကိုညော့ဟဲ့အင်းဟဲ့ကန်ကြရပါ၏တပို့တွေကုသိုလ်ခေါ်ကြပါသည် အမေမှိုင်းအင်ကဖျားကုန်းသွားတော့မယ်။လာရောင်ကလေးပေါလာတော့ရွာထိတ်ရွှေစီဒီဖျားစီကလူတန်းနေအုံအုံအုံနဲ့ကြာနေရပြီ။ထောင်ထဲထိုးပွဲစားကြပြီထင်ပါရဲ့။သွားလေတမီလှအောင်တော့မအားဘူး။ကျေးဥတို့နာသွားပေါ့တမီရဲ့။ပြန်ကြအမေလာကြိုးလှဲ့မယ်။မှိုင်းအင်ကတို့အိမ်မှာထမင်းထိုးလာကူတော့ရီးကြညုံဤတမီကျေးဥနေ။မလှအောင်သားဖိုးကူကိုပါဖော်ကောကဖျားကုန်းစီအပြေးထွက်ခဲ့ကြသည်။ ကိုဖုံးဝင်နေမလာဝင်တာနီအောင်မှာမယင်ကန်တို့အတွက်တအားဖြစ်လာခဲ့ပြီအကြီးကောင် ဖိုးတုတ်စွန်းလေးလူပြိုတိုးကလေးဆိုတော့ကိုဖုံးဝင်ကိုကူနိုင်နေပြီဖိုးကူကလည်းလက်တိုလက်တောင်ခိုင်းရပြီအထူးသဖြင့်မယင်ကန်ရဲ့အနော်တာခံရဆုံးဖြစ်၏မယင်ကန်တို့ဖျားကိုရောက်တော့မိုးပြဲတဲ့ကြီးတွေမိတရေရထိုးကထမနေပွဲစနေပါပြီယောက်ျားတွေကဆောင်းတွင်းကြီးဆိုတော့လေအင်ကြီးမကန်နိုင်တကူလုံးချွေတီတီကြနေကြသည် မိမဖြူလေးတွေကတော့မြေပဲဆန်အခွင့်ချွတူချူနန်းထောက်တူထောက်အုံဒီစိတ်ထိုးတူထိုးမုံကျက်လင်းထုတ်ပိုးနိုင်ရင်မပြောဖက်တူတူတူစာကြနောက်ကြကြောင်ကြလောင်ကြနေစူညာနေတော့ဒီဒီပြော်တွေကမဲ့အင်ကံကိုကူဆန်လိုလားဒီတစ်ချိန်လုံးအိမ်တွင်အောင်ကစိတ်ရှုပ်ထွေခဲ့ရသည်များဒီမှာကြလွန်လဲပေါပါလာပါ යි ပျော်လိုက်တာတော့မဲ့အင်ကံခုမှရွှေမုံတို့ဖျားပန်ကုန်းနေကြတဲ့ပန်းကူကုန်းချင်ရအောင် ဖျားရင်ပြင်ပေါ်မှာကြီးချောဖြာချက်ကြီးတွေခင်းကမဟင်ကန်တို့ရဲ့မင်းကလေးတွေဇလက်ပန်ဖူဖင်းကလေးတွေကုန်နေကြသည်မဟင်ကန်နဲ့ကျေးဦးလည်းပန်းဝင်ကုန်ကြသည်ဟောမဟင်ကန်ဒီလိုမှန်းသည်ညီကိုဝင်ခေါ်ပါတဲ့တော့လာလာချွေမောင်ကသူ့ဝေးကနေရာကလေးကိုကြုံပေးလိုက်သည်တာမိုင်းကအကြီးများဤသမီးရွှေမောင်ရွှေမောင်ကတကြီးသမီးမဟင်ကန်ကိုအလွန်ခင်သည် ရွှေမောင်မမဟုတ်ပါမဟင်ကန်ကိုရွယ်တူမင်းကလေးတိုင်းကခင်ချင်ကြသည် တကြီးသမီးဆိုသည့်အရှိန်စောကြီးရသည့်အထက်အနေထိုင်တည်လွန်းသောမိတ်အင်ကန်ကို အားလုံးကယူကြရသည်မိတ်အင်ကန်၏ခင်ရမင်ရသည်ကို တကုံအောင်မိကြလေသည်ဇလက်ပန်းနေထဲထားသောပန်းစကားကုံကြီးထဲကအပွင့်လှလှကလေးတွေကိုရေးကမိတ်အင်ကန်လက်ထဲထဲကြသည်ဒီပန်းတွေကိုညနေခင်းကတရွာလုံးရှိသမျှအိမ်တွေမှာလဲစုခဲ့ကြတာဆိုတော့အမအောင်ရှင်ပန်းတကုံကုံမီတိုင်းဖျားစီတီဖောင်းရင်မှာတော်တော်ခွေတင်းကြချိတ်ဆွဲကြတာဆိုတော့ ဇီဒီတစုလုံးဇလက်ပန်းကုန်းတွေဖွင့်နေတော့သည်ဟော့တော့ရွှေမုံညီနကက်ပန်းမီပေါ့ဇီဦးကြီးအလန့်တကြားအော်လိုက်တန်းချောင်းမရင်ကဲလက်ထဲကကုန်းလက်စာဇလက်ပွင့်ကလေးပြုတ်ကျသွားရသည်ပြီးတော့ရွှေမုံကိုဇက်ခနဲမော်ကြည့်လိုက်မိသည် ရွှေမုံမျက်နှာကလေးရဲသွေးထားနေလေအေးဟဲ့မကြသေးပါဘူးကြီးညီရောဇီဦးကလည်းခေါင်းလေးငြိမ်ပြသည်ရွှေမုံနဲ့ဇီဦးတို့ဘာတွေပြောနေကြမှန်းမရင်ကန်နားမလဲပါ ရွှေမုံနာကရွှေအဲ့ကလေးကိုတလဲကျေဦးနာကတမာယိုကလေးကိုတလဲကြည့်ရင်အော်နေမိပန်းကောင်ကုန်းနေကြသည်တချို့မိန်းကလေးတွေမှလည်းနှစ်ပေါက်ကလေးတွေနေတချို့ကရွှေအဲ့မတန်နိုင်တော့တမာယိုကလေးထိုးကြသည်အချီမြင်ကလေးတွေတွင်ထားကြသည်အမေပန်းယုံကသူ့ကိုဘာလို့ငကက်ပန်းမပီးသေးတာပါလဲတပုတ်တွေပေါက်လဲရဲတဲ့ငုံစီစီဖူတန်ကချင်းဒီဟာဒီဘာဟီကအပြောင်းပြို့တော့မှရွှေရောင်တွင်ငယ်နေ ်ခါမမီယာယီခွဲလို့ရယ်လွဲပေါ်ဒီဆောင်ထမင်းထိုးနေကြသည့်ဝိုင်းမှာ ကာလာသားတယောက်ကတန်ဝါကြီးနဲ့ထားဟဲလိုက်တော့တဘောဝဆူနေသည့်အသံများပင်တိတ်သွားလေသည်တယောက်ကပလွေကိုထားမုန်းသည် ပလွေတန်နှင့်တစင်တန်ကလိုက်ဖက်ညီလွန်လာသည်မိန်ကန်ရင်ထဲကျင်ကလေးဖြစ်သွားကဘာကိုလွမ်းမှန်းမသိလွမ်းနေမိတော့၏နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်နော်။